မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းဖြစ်တဲ့တနင်္သာရီမြို့နယ်ထုံခါမောတောင်ကားလမ်းမှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်သေဆုံးသူတွေရှိနေတယ်လို့ KTLA ထိစိတ်မဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ် ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့နဲ့19ရက်နေ့ကထုံခေါမောတောင်လမ်းမိုင်းကတင်ခွန်းကြီးရွာဘက်မှာထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာရရှိတဲ့၈ယောက်ထဲမှ၃ယောက်သေဆုံးခဲ့ပြီး၅ယောက်ကဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါဗျာ။ တို့ဘက်ကစပြီးကျွန်တော်တို့ခန်းစစ်ရှိရာနေရာကိုလက်နက်ကြီး drone တွေနဲ့လာရောက်တိုက်ခိုက်ကြောင်းလာရောက်တိုက်ခိုက်တဲ့အတွက်ကျွန်တော်တို့ဘက်ကလက်တုံးပြန်တာဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေဘက်မှလည်းထိခိုက်ဒဏ်ရာရရှိသူတွေရှိကြောင်း၁၉ရက်နေ့ကကျွန်တော်တို့ရဲဘော်တွေပျောက်ကြားစနစ်နဲ့တွားပစ်ခဲ့ကြောင်း KTL ထိဆက်မဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဂျော်လာ20ရက်နေ့ကလည်းထုံခေါမောတောင်လမ်းပိုင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာမှာတိုက်ပွဲအခြေအနေနဲ့အသေးစိတ်အချက်လက်တွေကိုမသိရသေးဘူးလို့ဆိုပါရယ်ဂျော်လာပထမအပတ်ကထုံခေါမောတောင်ကားလမ်းကိုနှစ်ဖက်စလုံးကပြန်လည်ဖွင့်လှစ်ထားပေမဲ့တိုက်ပွဲတွေကြောင့်စီးရင်တင်းမာနေပြီးဒီကနေ့ထိခရီးသွားလာရတဲ့ပြည်သူတွေမရှိသေးဘူးလို့သိရပါရယ်ရှင် တနင်္သာရီတိုင်းဘိတ်ခိုင်တနင်္သာရီမြို့နယ်မှာတက်ကြွကြီးတယောက်ဟာတက်တွင်းရိုက်နှက်နှိမ့်ဆက်မှုတံကိုမခံနိုင်လို့ထွက်ပြေးလာပြီးဗတ်ပြောင်းခိုလုံလာတယ်လို့ဂျော်လာ20ရက်နေ့ကဘိတ်ခိုင်တရင်3အဖွဲ့ရဲ့တုတ်ပြန်ချက်အရသိရပါဗျ။ညောင်ပေကွင်းကြီးရွာအခြေဆိုင်ခမာရ961တရင်ကတက်ကြကြီးစည်ရီတယောက်ဖြစ်ပြီးတစ်တက်မှာတာဝဲထန်းဆောင်နေတာ9နှစ်ရှိပြီဖြစ်ကဂျော်လာ10ရက်နေ့ကတော်လိုင်းတက်ဖွဲ့နဲ့အခြေဆက်လုပ်ပြီးဗတ်ပြောင်းခိုလုံလာခဲ့တာလို့သိရပါဗျ။လက်နက်တော့မပါကြောင်း တက်ကရာရှိတယောက်ထိုးကျိတ်နှိပ်ဆက်ပြီးတက်ရာရှိတွေရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့ကိုလွတ်ယုံပြီးထွက်ပြေးလာတာဖြစ်ကြောင်းနောက်ထပ်အလင်းဝင်မိုးချိတ်ဆက်ထားတဲ့သူတွေကိုလည်းသူ့အနေနဲ့လက်နက်ပါတစ်ပါးတည်းယူလာနိုင်ဖို့တိုက်တွန်းချင်ကြောင်းပို့ပြီးယုံကြည်ရအောင်လို့ဘေးခရိုင်တရင်တုံးရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါရယ်ထွက်ပြေးလာတဲ့တက်ချက်ကြီးကိုလုံခြုံတဲ့နေရာမှာထားရှိပြီးလုံထုံးလုံနီးနဲ့အညီဆက်လက်ဆောင်ရွက်နေရလို့လည်းသိရပါရယ်ရှင် အေယာဝတီတိုင်းအင်ကပုံမြို့နယ်စီပင်ကျေးရွာအုပ်စုမှာစစ်မှုထမ်းအထက်ခံရတဲ့လူငယ်တယောက်ကိုစစ်ကောင်စီတပ်သားတွေဝိုင်းဝန်းထိုးကျိတ်ရိုက်နှက်ခံရပြီးတိဆုံသွားခဲ့တယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ကျော်လာ၁၄ရက်နေ့ကစီပင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးကညီအင်းဖြစ်သူဦးညွှန့်ရွှေရဲ့သား တူအရင်ကိုစစ်မှုထမ်းအပတ်စဉ်၁၄တက်ရောက်ဖို့စစ်ကောင်စီတပ်ကိုပို့လိုက်တာဖြစ်ပြီးဂျော်လာ၁၆ရက်နေ့မနက်ပိုင်းမှာတူဖြစ်သူရဲ့ကိုခန္ဓာအနှံ့ဒဏ်ရာရီနဲ့တိုက်ဆုံရုပ်အလောင်းကိုစစ်ကောင်စီတပ်ကကြေးရွာကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အလောင်းမှာဖူးရောင်ညုံမဲ့တရားရီအပြည့်နဲ့ဝိုင်းရိုက်လို့တည်သွားကြောင်းအရက်ကြောင့်ပြီးပောက်ခရရီပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်တည်သွားတာဖြစ်ကြောင်းစစ်ကောင်စီတက်တဲ့နေဆက်သူကပြောခဲ့ပါဗျာ တေဆုံးရုပ်အလောင်းကိုလာပို့တဲ့စစ်ကောင်စီတပ်သားတွေကတေဆုံးသူဟာအရက်အစီကိုရေမရောပဲမှားတောက်မိတာကြောင့်တေသွားတာဖြစ်တယ်လို့ပြောဆိုပြီးပြန်ပို့ပေးခဲ့တာလို့သိရပါဗျ။စစ်မှုထမ်းထည့်ခံရပြီး၃ရက်လောက်အကြာမှာတေဆုံးသွားတာနဲ့ပတ်သက်ပြီးမိသားစုတွေကတိုင်ကြားမှုမလုပ်ရဲပဲစစ်ကောင်စီတပ်ကပြောတဲ့အတိုင်းလက်ခံပြီးကြိုလိုက်ရတယ်လို့လည်းသိရပါဗျ။ နင်္သာရီမြို့နယ်မှာရှိတဲ့ဒေသခံတွေအနေနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်နေတဲ့အချိန်ထွက်ကြည့်တာတွေမလုပ်ဖို့နဲ့လုံခြုံတဲ့နေရာတွေမှာနေပေးဖို့တနင်္သာရီမြို့နယ်ចောင်းသားများတမကဘာကာသာအဖွဲ့ချုပ်ကတိုက်တွန်းထားပါတယ်။အောင်ခန့်တရင်ပေးပို့ထားပါတယ်ရှင်။ ။တရင်လိုက်အတိုင်းမှာစစ်ကောင်စီက2024ခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှု96ချိန်ထက်မနည်းလှုပ်ဆောင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလကနေမေလအထိလေကြောင်းတိုက်ခိုက်မှု135ချိန်ထက်မနည်းတိုးမြင့်လှုပ်ဆောင်လာတယ်လို့ FV5 တင်းနိုင်ရဲ့အစင်ကစားရသိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းဒေတာတွင်းမှာလေကြောင်းသိပညာပေးတာတွေလှုပ်ဆောင်နေရပါတယ်။အာကျွန်တော်တို့လင်းရင်လင်းလာကြပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကအာကျွန်တော်တို့ဘုခုချင်းတွေကိုကျွန်တော်တို့ ဟုတ်ပြီမယ်ဒါမှမဟုတ်ပြီးရကျွန်တော်တို့အခဖွဲ့ရှိရနေရရကျွန်တော်တို့တောကြောင်လဲဆိုလို့ရှိရဟိုဒါကဟိုကျွန်တော်တို့စိမစိမဖြစ်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့မှအခဖွဲ့ရှိရဆိုရင်ကျွန်တော်တို့တတ်မဲ့ရမယ်ဒါပေမဲ့အရသာရီကိုတိုင်ကလည်းပြောဆိုလင်းရီကိုလမ်းပေါ်ထွေပြီးဆိုတာလိုက်ချီနေတဲ့လိုက်ချီနေကြတဲ့လိုက်ချောင်းနေကြတဲ့ပလာမဆိုလို့ရှိရကျွန်တော်တို့ပြေးမခင်လောမခင်အခြေအနေတွေနဲ့ဥပင်းရဲ့ထိခိုက်မှုတွေဆုတ်ရှုတ်မှုတွေများလာတယ် 2025ခုနှစ်ဇန်နဝါရီလမှစပြီးလာစဉ်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးတဲ့အရက်သားပြန်မြ9ဦးလောက်ရှိပြီးဒဏ်ရာသူတွေလည်းအများကြီးရှိတယ်လို့ F5 တင်းနိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်။ပြည်ကြီးအမျိုးသားတွေရှိရောရှိရင်ကြောက်တဲ့လူတွေကတော့အားလုံးတော့တူပေါ်တူပဲဟိုနှီးစက်ရောပေါ့နော်။အဲဒါ OTB ရှင်းအောင်ခုံဝင်ဆောင်တော့ကြပါမှာ။အဓိကထွက်ကြရတဲ့အကြောင်းရင်းကတော့ဒီအနီနာမဟုတ်လို့ပေါ့နော်အဲဒါအနီနာမှာဆိုတော့သူတို့က ုံပုံကြရပေါ့နော်အဲ့ဒီတကယ်တကြီးဆိုတဲ့တန်းငယ်နဲ့အဲဒီလူငယ်ပိုင်းညာတချို့ကြောင့်ကြားရလောက်ပဲပေါ့စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေတွန်းပြလှုပ်ဆောင်လာတဲ့တင်းနိုင်မြို့နယ်မှာနီးစနစ်ကြတဲ့ဘုံကိုချင်းတွေရှိဖို့ဒေသခံတွေကိုပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေကစီမံချက်မှတ်ဖို့လိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ် နိုင်ပဲကိုပေါ့ကိုတူကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမမဆိုဥယျာဉ်ဝင်ပါဝင်ရဲဆိုတော့လေဟိုသူ့အနေနဲ့သူတော့အလို့ရှုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့တကောင်တော့ခဲပေါ့ဆိုသူ့ရဲ့သူ့ပြင်းကိုသူ့ဘက်သူ့ပြူကြတာဆိုတော့လေအဲဒီတတော်ကြောင့်မလို့ခုနမျိုးပေါ့အဲလိုက်ပြီးတော့ကျမပြေးဖို့လို့တော့တကယ်ဒီမျိုးပြပြဆိုတော့ဖြစ်ချင်တော့အဲဟိုရဲ့ကြီးဖွဲ့တွေကနေပြီးတော့ကျမပြေးရင်တော့ဖြစ်လာနိုင်မယ်တဲ့ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလေးကစစ်ကောင်စီတပ်နဲ့ဒေါ်လိုင်းတပ်တို့တိုက်ပွဲဖြစ်ပွားတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တင်းနိုင်မြို့နယ်တွင်းကတိန်ခွန်၊ထုံးခါ၊ချောင်းနှပောင်း၊ကွန်ဒီတော်၊တဲဖြူ၊တာပလန်၊ဝါချံပါ၊ရေဖြူစတဲ့နီနာကြည့်ရကဒေသခံတွေဟာရွာလုံးကျထွက်ပြေးတင်းရှောင်နေရတယ်လို့ FV5 တင်းနာရီရဲ့အစီအကံလာရသိရပါတယ်။ကျွန်တော်အောင်ခံပါ ီရန်နဲ့စစ်ပွဲကလိုအပ်တဲ့အချိန်ထိဆက်ဖြစ်နေလိမ့်မယ်လို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟူကကျော်လ20ရက်နေ့တောက်ကြနေမှာပြောကြားလိုက်ပြီးဒီသတင်းပတ်အစောပိုင်းကအီရန်ဒုံးကျည်ဒဇင်းထိမှန်ခဲ့လို့ကြီးကြီးမားမားထိခိုက်ပျက်စီးခဲ့တဲ့ရီယိုဘာမြို့ကဝေးစမန်သိပ်ပံတပ်ကတော်ကိုတွားရောက်တဲ့ခီးစဉ်အတွင်းမှာအီရန်အပေါ်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုဘလောက်ကြာအောင်မလဲဆိုတဲ့အမေကုန်းကိုပြန်လည်ဖိကြားခဲ့တာဖြစ်ပါတယ်။ အီရန်ဟာကမ္ဘာပေါ်မှာထင်ရှားတဲ့အကြမ်းဖက်အစိုးရဖြစ်ပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုမဖြစ်နိုင်ပါဘူး။ပိုင်ဆိုင်လို့လည်းမရပါဘူး။ဒါဟာအီရန်ရဲ့ဖြည့်ဆည်းရေးချင်းချောက်မှုကနေကယ်တင်နိုင်ဖို့ကအစ္စရေးရဲ့ဤရွယ်ချက်ဖြစ်ပြီးအဲ့ဒါကနေနိုင်ငံတော်တော်များများကိုကယ်တင်နေတာပါလို့လည်းနေတန်ယာဟူကဆိုခဲ့ပါတယ်။ ။တနင်္ဂနွေနေ့အစောပိုင်းကတယ်လီဗစ်မြို့တော်တောင်ပတ်အစောမှာရှိတဲ့နာမည်ကျော်ဝေးစမန်သိပ်ပံတက္ကသိုလ်ကိုအီရန်ဒုံးကျည်တစဉ်ထိမှန်ခဲ့ပြီးတက်ခွဲကံများစွာပါရှိတဲ့အဆောက်အအုံဟာအများအပြားပြည့်စည်သွားခဲ့တာပါ။ ကျောင်းဝင်းထဲမှာတညလုံးလူတွေလွတ်နေတာကြောင့်ဘယ်သူမှထိခိုက်မှုမရှိခဲ့ပါဘူး။ Wasteman Institute ကိုပြတ်မှတ်ထားခြင်းရှိမရှိဒါမှမဟုတ်ဘယ်အကြောင်းရင်းကြောင့်ဆိုတာကတော့အီရန်ကမပြောခဲ့ပါဘူး။ Wasteman Institute ရဲ့သုတေသနအများစုဟာဆေးပညာနဲ့သိပ္ပံပညာဆိုင်ရာအသိပညာတွေအတွက်အကျိုးကျေးဇူးတွေရနိုင်တဲ့အလားအလာရှိတဲ့အပြင်ကာကွယ်ရေးကဏ္ဍနဲ့လည်းဆက်စပ်မှုရှိနေတာဖြစ်ပါရဲ့ရှင်။ အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်ကအစ္စရေးဘက်ကနေပါဝင်ခြင်းရှိမရှိကိုလာမယ့်နှစ်ပတ်အတွင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဆုံးဖြတ်ချက်ချမယ်လို့အင်ဖြူရောကဂျွန်လ16ရက်နေ့ကြေညာပွဲနေမှာပြောကြားခဲ့ပါတယ်။စစ်ပွဲမှာအမေရိကန်ပါဝင်ပတ်သက်မှုဟာနေအောက်နက်နက်မှာနင်းမြုပ်ဆောက်လုပ်ထားတဲ့အီရန်နျူကလ িয়ার စက်ရုံတွေကိုထိုးဖောက်ဖို့အတွက်အစ္စရေးရဲ့လက်နက်တိုက်အတွင်းလောလောဆယ်မရှိသေးတဲ့ပန်းကာခွဲပုံးတွေကိုအသုံးပြုမှာကိုတွေ့မြင်ရနိုင်ပါတယ်။ ပေါင်း3000အလေးချိန်ရှိမြေအောက်ထိုးပေါက်ပုံးဟာခိုင်မာတဲ့မြေအောက်ဘဏ်ကာတွေကိုချိန်မုံဖို့အထူးတီထွင်ထားတဲ့အမေရိကန်လန်ဒန်တိုက်မှာရှိတဲ့အကြီးဆုံးသမရိုးကျပုံးဖြစ်ပါတယ်။သူ့ရဲ့ကြီးမားတဲ့အရွယ်စားကြောင့်မစ်ရှင်တစ်ခုကိုအမေရိကန်လီတက်ရဲ့ B2 Spirit ကိုပြောက်ဘုံကျဲလေယာဉ်နဲ့အဲ့ဒီဘုံကြီးတစ်ခုနှစ်ခုလောက်ကိုသာတည်ယူရမှာအသုံးပြုဖို့လိုအပ်ပါတယ်။ မေရိကန်စစ်တပ်ကတော့အီရန်အပေါ်ထရန်ချမှတ်နိုင်တဲ့ဘလို့ဆုံးဖြတ်ချက်ကိုမဆိုလှုံ့ဆော်ဖို့အသင့်ရှိကြောင်းကာကွယ်ရေးဝန်ကြီးဖီဟက်ဆက်ကပေါ်တုံးနေမှာပြောကြားခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်